ကဘာပေါ်မှာတရင်နဲ့ပတ်သက်လို့အယုတ်ကြီးအောင်ဗမလိုက်စိုးလို့နာမည်ကြီးခဲ့တဲ့ BBC တရင်ဌာနကအခုတော့သူတို့ရဲ့တမိုင်းမှာအကြီးမားဆုံးအကြက်တဲတစ်ခုနဲ့ရင်ဆိုင်နေရပါတယ်။ဒီအကြက်တဲရဲ့အဓိကဇက်ကောင်းကတော့ BBC ရဲ့ညွှန်ကြားရေးမှူးချုပ်တင်ဒေးဗီပဲဖြစ်ပါတယ်။တရင်ကောင်းပေးရမယ့် BBC ရဲ့ခေါင်းဆောင်ကတရင်စိုးတစ်ခုကြောင့်ရုတ်တရက်နှုတ်ထွက်သွားပါပြီ။ဘာလို့လဲဆိုရင်တော့လိန်လေပြုပြင်ထားတဲ့ဗီဒီယိုတစ်ခုကြောင့်ပါ။ ဒီပြဿနာဟာပြီးခဲ့တဲ့နှစ်ကထုတ်လွှင့်ခဲ့တဲ့ BBC ရဲ့နာမည်ကျော်မှတ်တမ်းရုပ်ရှင်အစီအစဉ်ကနေစတင်ခဲ့တာပါမှတ်တမ်းရုပ်ရှင်ရဲ့ခေါင်းစဉ်က A Second Chance အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အကြောင်းပါအဓိကအငင်းပေါ်စရာဖြစ်ခဲ့တဲ့အပိုင်းကတော့2021ခုနှစ်ဇန်နဝါရီလ6ရက်နေ့မှာထရန့်ရဲ့ထောက်ခံသူတွေကအမေရိကန်ပြည်ထောင်စုရဲ့ဥပဒေပြုလွှတ်တော်အဆောက်အအုံကိုမတိုက်ခိုက်ခင်မိကွင်းပြောခဲ့တဲ့ဗီဒီယိုဖိုင်မှာ ဝေဖန်သူတွေရဲ့ပြောပြချက်အရ BBC သတင်းဌာနကထရွန့်ရဲ့မိန်ခွန်းတွေကအချိန်ကာလကြာနာစွာပြောဆိုထားတဲ့စကားနှစ်ခုကိုပေါင်းဆက်ပြီးဖြန့်ညက်ကဗီဒီယိုတစ်ခုဖန်တီးခဲ့ပါတယ်။အဲ့ဒီလိုဖန်တီးလိုက်တဲ့အခါမှာငါတို့လွှတ်တော်ကိုချီတက်မယ်၊ငါတို့အသေးလေးတိုက်ပွဲဝင်ရမယ်ဆိုတဲ့စကားလုံးတွေကထရွန့်ဟာသူ့ရဲ့ထောက်ခံသူတွေကိုအကြမ်းဖက်ဖို့ဓာတ်ရိုက်အားပေးနေတယ်လို့မျိုးထင်ရစေခဲ့ပါတယ်။အရေးကြီးဆုံးကတော့ထရွန့်ကသူ့ရဲ့ထောက်ခံသူတွေကိုငြင်းချမ်းစွာဆန္ဒပြဖို့ပြောဆိုခဲ့တဲ့အစိတ်ပိုင်းကိုဖျောက်ဖျက်ပစ်ခဲ့တာပါပဲ။ ဒါဟာကြည့်ရှုသူတွေကိုတမင်ရွယ်ပြီးလမ်းမအောင်ဥဆောင်ခဲ့တာလို့ဆွဆွဲခံခဲ့ရပါတယ်။ဒီလိုလိမ်လည်ပြုပြင်မှုတွေနဲ့ BBC ရဲ့ဗလိုက်မှုတွေဟာလှုပ်ဝက်ချက်အနေနဲ့ကြာကြာမတိမြဲခဲ့ပါဘူး။ the daily telegraph တင်စားကနေတဆင်ဒီဗီဒီယိုကိုဖော်ထုတ်ခဲ့ရာတကဘာလုံးကိုပြန်နှက်သွားခဲ့ပါတယ်။ Donald Trump ရဲ့မီဒီယာအတွင်းမှုကလည်း BBC သတင်းဌာနကိုတရားရဂိုင်းလုံးလိန်လေခဲ့တဲ့သတင်းလိုတိုက်ရိုက်ဝေဖန်ခဲ့တဲ့အထိပါပဲ။ဒီလို PR တွေကြားမှာညွှန်ကြားမှုချုပ်တင်ဒေးဗီဟာတာဝန်ယူမှုကိုရှောင်လွှဲလို့မရတော့ပါဘူး။ သူနဲ့အတူအမှုဆောင်အရာရှိချုပ်ဒက်ဘိုရာတာနဲ့ပါယာရုကနဲ့တပြိုင်တည်းထဲနှုတ်ထွက်ခဲ့ကြပါတယ်။တင်ဒေဗီကဝန်ထမ်းတွေကိုပေးပို့တဲ့စာထဲမှာအမှားယွင်းတွေရှိခဲ့ပါတယ်။ညွှန်ကြားမှုချုပ်တယောက်အနေနဲ့ကျွန်တော်အပိသက်တာဝန်ယူရမှာပါလို့ပြောကြားခဲ့ပါတယ်။သူရဲ့နှုတ်ထမှုဟာငါးနှစ်ကြာတာဝန်ယူခဲ့တဲ့ခေါင်းဆောင်မှုတက်တန်းကိုပြီးဆုံးစေခဲ့တဲ့အပြင် BBC ရဲ့ကြားနေမှုနဲ့ယုံကြည်အားကိုးရမှုအပေါ်မှာကြီးမားတဲ့ထိခိုက်မှုတွေဖြစ်စေခဲ့ပါတယ် DPF က BBC လိုကမ္ဘာအဆင့်မီမီဒီယာတခုတော်မှဗလိုက်မှုနဲ့ DPF မှုအမှားတွေကနေကင်းလွတ်ခွင့်မရှိဘူးဆိုတာပြသနေပါတယ်။ခေါင်းဆောင်နှစ်ဦးနှုတ်ထွက်သွားပေမဲ့ BBC အနေနဲ့သူ့ရဲ့ဂုဏ်သိက္ခာကိုပြန်လည်တည်ဆောက်ဖို့ပြီးတော့ကမ္ဘာတဝန်းကပြည်သက်တွေရဲ့ယုံကြည်မှုကိုပြန်ရဖို့အတွက်အလုပ်တွေအများကြီးလုပ်ရအောင်ပါပါ။တာဝန်ယူမှုတာဝန်ခံမှုနဲ့အမှန်တရားကိုဖော်ထုတ်ဖို့ဆိုတဲ့သတင်းမီဒီယာကျင့်ဝတ်ကိုဘယ်သူမှမကြော်လွှားနိုင်ပါဘူးဆိုတဲ့သင်ခန်းစာကိုဒီဖြစ်ရက်ကနေကျွန်တော်တို့အားလုံးရရှိခဲ့ပါတယ်။ ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ကမ္ဘာသတင်းတွေကိုအမြဲသိရှိနေဖို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပြီး notification လေးကိုနှိပ်ထားဖို့မမေ့ပါနဲ့ဦးနော်။နားဆင်ပေးလို့ကျေးဇူးတင်ပါတယ်။